အေးမြတော်တောင်ကြီးတို့ခုရဲ့အနီးစိမ့်လန်းတော်တော်အုပ်လေးတို့ခုအလဲတွင်တရက်တီးပင်ကြီးတစ်ပင်ရှိပါတယ်ဒီတစ်ပင်ကအခြားတစ်ပင်များနဲ့မတူပဲနှစ်တရာတစ်ကြိမ်သာအတီးတီးပြီးဒီအတီးကိုစားသူတိုင်းအသက်ရှိခြင်းအာနာနှင့်ကြီးမြတ်ခြင်းကိုရရှိတယ်ရှေးလူကြီးများကပြောလေးရှိပါတယ်ဒီအတီးကိုမိသူများမခူးရဲကြတဲ့အကြောင်းမှာတစ်ပင်ကိုစောင့်ရှောက်ထားသောငကားကြီးရှိနေတာအကြောင်းဖြစ်ပါတယ်ဒီနေ့တွင်ရဲရင်ပြီးစွန့်စားရန်လူငယ်တအူးဖြစ်တဲ့အောင်အောင်ကိုဒီတရက်တီးတစ်ပင်အကြောင်းကိုကြားသိလိုက်ရတယ် အောင်အောင်ကမကြာခဏတစ်ပင်စီတို့လာရောက်ကြည့်ရှုလေးရှိပြီးငကားကြီးရဲ့အားနည်းချက်ကိုရှာဖွေနေပါတယ်သူမိတ်ဆွေများကအငြင်းများလာတယ်လို့ပြောပြပြီးဒီငကားကြီးကမရှင်နိုင်ပါဘူးတတိပေးတော်လဲအောင်အောင်ကတရက်တီးပင်မှာစောင့်ကြည့်နေခဲ့ပါတယ်တညမှာလာပြည့်ညကိုရောက်လာပြီးငကားကြီးကအိပ်ပျော်နေတာကိုအောင်အောင်တတိထားမိတယ်အောင်အောင်ကသူရဲ့အသက်ရှူတံကိုကြားနေရတဲ့တစ်ပင်ကြီးကိုချင်းကက်လာခဲ့ပြီးတစ်ပင်ကြီးရဲ့အောက်မှာမှုတ်တက်နေသောကြောက်စာတစ်ခုကိုသူတွေ့ရှိလိုက်ပါတယ်။ ကျောက်စာပေါ်ရင်ကငကားကြီးကိုအနိုင်ရနိုင်ခြင်းနဲ့ဆိုရင်သူနှလုံးသားကိုတားနဲ့ထိုးလိုက်ပါလို့ရေးထားပါတယ်။အောင်အောင်ကငကားကြီးဤသို့တတိရှိရှိချင်းကပ်လာပြီးသူ့ရဲ့လက်ကိုလည်းတားနဲ့ကင်ထားပြီးငကားရဲ့ရင်ဘက်ကိုဖြောင်းမတ်စွာထိလိုက်ပါတယ်။ဒီအခါကငကားကြီးကိုမိတောင်များဖြင့်အလင်းတန်းကြီးဖြစ်ကပျောက်ကွယ်သွားပြီးတစ်ပင်ပေါ်မှတရက်တီများရွှေရောင်တောက်လပ်ပါတော့တယ်။အောင်အောင်ကဒီတရက်တီတစ်လုံးကိုခူးယူစားသုံးပြီးနောက်ပိုင်းတွင်သူကရဲရင်ပြီးမင်းပညာရှိသော ခေါင်းဆောင်တဦးဖြစ်လာကသူ့ရဲ့ရွာကိုပျော်ပျော်ရွှင်ရွှင်နေသွားခဲ့ပါတော့တယ်။ အဲ့နေမှစပြီးတရက်တီးပင်ကိုနှစ်ဆင်အတီးတီးလာပြီးငကားလည်းပြန်မပေါ်လာတော့ပါဘူးအောင်အောင်ကတတိနှစ်ဖြောင်းမှန်းမှုကြောင့်သူရဲကောင်းတအူအဖြစ်ကြော်ကြားလာခဲ့ပါတော့တယ်